အားလုံးမင်္ဂလာပါရှင်။ Story Audio Boy Channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်တတော်ဆိုးတဲ့လင်ဆိုးတဲ့ဇလံလေးကို ဖြိုးကရွေးချက်ထားပါတယ်။ဇလံလေးကိုအစားကနေအဆုံးထိလိုက်ပါလို့နားဆင်ပေးပါအောင်နော်။ဟဲ့သမီးဘာဖြစ်တာလဲ။အမလီအဝေးစားတက်တာတွေဘာနေနေပါလား။မောင်ခင်ဦးနဲ့စိတ်ဆိုးလားဟုတ်လား။ကြည်စမ်းမအောင်တော့ကြော်မကောင်းကြော်မကောင်း ကောင်းလာမှတလားမကြသေးဘူးအခုစိတ်ဆူဆင်းလာတဲ့တတိကတော်ကြီးဒေါ်လေးတင်ဟာမျက်နာညွညွအဝိစာကပိုးကယူနဲ့ငိုရောမလို့တက်လာတဲ့တမီးတဲ့မမများနေကိုစက်တဲ့နဲ့ပြစ်တယ်လို့အစမပြတ်စစ်မိရဲ့မမများနေက အသက်20မြတ်သားရှိသေးရကြောင်းခလေးစိတ်ခလေးညီမကင်းစင်သေးဒါကြောင့်မေတမီးကိုချစ်လာတဲ့တန်ရောစင်ဟာမိခင်ဖြစ်သူမှာပုံမိုပြီးတော့တောင်းကြတဲ့အချိန်တန် အရွယ်ရောက်အပြိုပေါက်လေးဖြစ်တဲ့ကကိုတမီးကို ရှုမဏီတိမဝတတတာနဲ့ရွှေဘော်မြတင်ထားခဲ့။လှစရာပါစရာတက်နိုင်သမျှမှာအထုထိတ်ကထားပြီးလူမြင်ရင်ကြွားရအောင်အားရပါရဆင်ခဲ့။လူတကာကကိုသမီးကိုချောချောင်းလှကြောင်းချီးမွမ်းတယ်မှာတော်လေးတင်တွေနဝင်းပီယံလက်ခံလို့မအီဖြစ်ခဲ့။မမနှစ်နာမည်လေးနဲ့လိုက်အောင်လို့များရဲ့အနှစ်လေးပမာတတရရရနဲ့ချစ်စပွဲတင့်တယ်ကြော်ရှင်းလာအေး။ လောကဒဏ်ထွာဓမ္မတာတစ်ခုအလဲလို့သေးရဲ့သမီးချောင်းမွေရဲ့မိဘနဲ့ပညာတတ်သားကိုပိုင်တဲ့မိဘဟာလောကမှာမျက်နှာကြီးကြပါပြီရဲ့ဒါကြောင့်မင်းတော်လေးတဲမှာမမျှနေသမီးချောတွေဂုံတက်ခဲ့ရအဲအလူအတန်းပွဲနေပွဲထိုင်မှာစပြီးမင်းပေါင်းစုံနဲ့အခမ်းအနားစုသမျှမှာတော်လေးတဲနဲ့မမျှနေမပါရင်မင်္ဂလာမပြည့်တယ်လို့ထင်ရတယ်အကောင်းဆုံးသောအဝေစားအဖိုးအထိုက်ဆုံးသောအစဉ်တစားယတနာပြီးရဲ့ ပြောပြောပြက်ပြက်ထိန်ွားတဲ့အရာဟတ်ပြီးလက်မြနှစ်ရဲ့ရူပါတက်လေးမှာတွားလီယာမင်္ဂလာပွဲမှန်တဲ့များတွေမှာဆက်ဆက်တင့်တယ်ပါပြီ။မိမယောက်ျားကြီးကြီးငယ်ငယ်ရွှေရွှေလက်လက်မမနှစ်ရဲ့ရူပါမှာညီတွင်ငေးမောနေမိကြရာအဲ့ဒီရတာကိုအခန်းစားဆုံးသောဒေါ်လီတင်မှာမွေးကြီးစုနဲ့တွားမိနေရဲ့ဒေါ်လီတင်ရဲ့သမီးရောမမမပြန်ပွဲဝင်ပါစေလားရှင်။ဝင်များဝင်လာရင်တော့ ပထမဆုံးထိတ်ကရွှေတစိမ့်ရမှာပဲ။ကြံကြီးစီရရှင်ကျမသမီးလေးလူတော်လေးထမပြရရပါဦး။အဲ့လိုဒေါ်လေးတင်က ပြောမေတ္တာပြောရပေမဲ့အဟောဝတသဘောအတော်ကျသွားမိရဲ့။ဒါပေမဲ့နိုင်ငံနဲ့ချီပြီးဝန်ကြီးချုပ်နဲ့ဆိုင်ရာအခမ်းအနားမင်းပွဲတပင်မှာမမများနဲ့ကို ပန်းအဆက်ခိုင်းကြတဲ့အခါမှာတော့ကို့သမီးကိုကို့စိတ်နဲ့စင်ကတမင်တကာလှုပ်ယုံမကဒေါ်လေးတင်ကိုယ်တိုင် ကို့သမီးရဲ့စက်တည်ရီကို ကြည့်ရှုငေးမောနေမိရောအိဒီလောက်ချောဒီလောက်ချက်တဲ့သမီးလေးကိုတထေးအစုံစုံကုံကြီးရှင်အနတ္တရာတူးဝယ်တူရှိသည်များကတောင်းရန်စည်းစဲစကားချင်းဟက်ကြည့်ခဲ့ပေမဲ့ကိုသမီးကိုအထီးဆိုရှင်ဖိုးမမတန်းရအောင် ရှေးတန်းကခံပြီးကာကွယ်ခဲ့သူမှလည်းဒေါ်လေးတင်မင်းဖြစ်တော့တယ်။ဒါမဲ့ကိုထင်းတယ်လို့သမီးရမနေရာကားထုံနဲ့ကာမဘုံမှာ အာသာဝအဖုံဖုံညှိတွေကပ်ပြီးငွေရာကြောင့် မောင်ခင်ဦးစွတ်သူနေချစ်ကြိုင်နေကြောင်းသိရတာနဲ့တပြိုင်နဲ့ရှင်ဘတ်စီတီငိုကြီးချက်မာနဲ့ဖြောင်းပြနာချစေကောင်မို့1500ကြာကို900ကြောမြတ်တာလီရဝင်ပြီးမတွေ့နိုင်တာကြောင့်နောက်ဆုံးမှာချောလာတဲ့သမီးကိုကန့်ကြီးသူ မောင်ခင်ဦးကို အပိုင်စားပေးသနာလိုက်ရပြီးရဲ့နောက်ညရင်နဲ့မျက်ခွဲသမီးလေးတို့ရတဲ့ပွေခဲရတာနှမျောလွန်းလို့သာဖြစ်တော်တယ်။အခုအခုကိုသမီးလေးရမမီထံကို ပြန်လာခဲ့လေပြီ။ ဒေါ်လေးတင်ကိုဆုံရှင်ပြီးရဲ့ယတနာအဥ္စာရှင်ထံပြန်ရောက်လို့ဝမ်းမြောက်ဝမ်းသာဖြစ်စရာကောင်းတယ်လို့ထင်ရစေကမူဒေါ်တပုံထပြီးမဆုံးနိုင်အောင် ရှေ့ပြန်နေဒီဟာသမီးကိုနှင်ချလိုက်လို့အဝိတထေကိုတခုနဲ့စိမ့်လာခဲ့ရတာလားဒါငါပြီးစားရလေမဟုတ်ဘူးနော်ညီတပေါ်နေညီပြက်မြာစီမြာကြိုက်လှကြီးရဲ့မရရင်တေးရကြီးရဲ့ဆိုလို့ငါကိုယ်တိုင်ငိုတလုံးကြီးတလုံးနဲ့ယူကျုံမြာပဲပြီးစားလိုက်ရတာခုတော့ ပေါင်းတော့မှတလမကြသေးဘူးလို့ဖြစ်လာရတော့တရားငါသမီးကိုနှိပ်စက်တာလားလောကမှာလင်မရှားပါဘူးမပြောခဲ့ပဲကိုမိပါမိပါကိုသမီးကိုချစ်လာတော့ဒီလိုပင်ပြောတတ်ကြတယ်လင်မရခြင်းစိတ်ဆိုရင်ကွဲအောင်သာလှုပ်တတ်ကြတယ်အဲ့ဒီသဘောတရားမှာမိပါရဲ့မြေတားလို့ဆိုနိုင်မလားအမှန်ကတော့ကိုသားသမီးဆိုတဲ့အစွဲနဲ့ပုပ်ကိုဆဲဆွဲနေခြင်းသာဖြစ်ပြီးမာနထောင်တတ်ကြတယ်အိမ်အောင်တဲ့သားသမီးကမိဘထံပြန်လာတော့ချစ်ကြတာ နေနဲ့မရရှာနဲ့သွားဆိုတယ်လို့စကားအခက်မသိစိတ်အခက်မသိအသက်တစ်ချက်နေအောင် စိတ်ခုစိတ်နာကြရတာဖြစ်ကြောင်းကောင်းကောင်းမစင်စားမိရကြောင်းသာဖြစ်ပြီ။ဒဲလို့အကောင်မျိုး၆ပေါင်းနေရမလားပြန်သာလာခဲ့။အဲလိုသမီးရှင်မိဘတွေကပျော့တတ်ကြတယ်လို့လောကမှာအုတ်ရှိတတင်းနှမ်းတတင်းနဲ့သူနဲ့ကွာရင် သူ့ထက်သာရကြင်လို့မှတ်။ကာလာမှာမိမမရှားပါဘူးကွာ။အဲလိုသားရှင်မိဘတွေကအပေးအမြောက် မီးတောက်ရာလေပင်ပျော့တဲကြတာကြောင့်လေနဲ့မရဒီနှစ်ပါးမှာတနေ့တခြား क्वे ပြသွားနိုင်စားရှိပြီ။ပျော့စံပျော့စံဘလို့ဖြစ်လာရလဲ။အစတော့ညီကိုချစ်လိုက်တာတရက်မမြင်ရင်တသက်ထင်ပါတယ်ဆိုတဲ့စာရီရေးပြီလို့ငါတော့မှတ်မိတည်ရမဟုတ်တာ။ဒင်းကိုဒီစာရီပြန်ဖက်ပြပြီးရန်တွေ့ခဲ့ပါလား။မမြနေ့ကဘာမှမပြောနိုင်။တရှုံရှုံနဲ့ငုံနေရဲ့။ညီကိုလက်ထက်ခါစားကမြမြနဲ့အရှိပေးပြီး လက်ဝါးပေါ်တင်ဖူးဖူးမှုတ်ထားရကအခုတော့မောက်မောက်မမငေါလန်ငန်လာလှုပ်လို့လားဒေါ်လေးတင်ကမေးပေမယ်မမနှစ်ကပြတ်မပြေးသေးပြောစမ်းမအောင်မမနေရဲ့ဘယ်ဟာစားပြီးတော့ဘလို့ဖြစ်ကြတာလဲညို့တူကငွေတွေအကုန်မအပ်ဘူးလားအရှင်ကညို့တာရပါစေခေါင်းဝစပင်းရှင်က အသေးခွဲလို့တော့ပြေးမယ်ဆိုခုတော့ညို့ကိုကလာမရထားသလိုသူ့လက်ဝေခံတုံးနေရလို့လားဒီလိုဆိုရင်ညီကပြောပါလားကျုံမီပါလက်ထက်တည်းရ တုံးကျင်တာတုံးဖြုံးကျင်တာဖြုံးလုံကနေခဲကနေကင်တုံးတာလို့အခုလင်းယူရဲဆိုတာလေမိဘလက်ထဲကထဲကိုပစ္စည်းကိုပိုင်ခြင်းလို့လင်းရဲလို့ယူတာစားရမယ်တောက်ရမယ်ဖြစ်လို့လင်းယူတာမဟုတ်ဘူးညို့ဒါရင်းညံ့တာပဲမိဘအပေါ်ညို့နိုင်ခဲ့သမျှလင်းနဲ့ကြတော့အလျှော့ပေးခဲ့ရသလားသူကသူ့ပစ္စည်းတွေစိတ်ထေးလာအောင်မှတ်ရင်တရက်ပြည့်အောင်တော့အောက်ကျခင်မိမနေနဲ့စင်းလာတာကောင်းတယ်ဒေါ်လေးတင်ကရှေးဘက်မဝင်နိုင်အောင်တွတ်တွတ်မေးရဲ့ မေးတယ်လို့သာဆိုရတယ်။မိကွန်တစ်ခုကိုခြံရံပြီးထွက်လာတဲ့သူ့အာပေါ်သူ့ဝါဒတွေကမိကွန်ထက်စကယ်လုံးကများလာတယ်။ဒါပေမဲ့ဒေါ်လေးတင်ရဲ့မိကွန်တွေမှာမမများနှစ်ရဲ့ဖြစ်စဉ်နဲ့ကန့်ညီပုံမရ။ဒါကြောင့်သာအမေရှိလျက်နဲ့အဖြစ်မထွက်နိုင်သေးပဲရှိရန်တူတယ်။ဒေါ်လေးတင်ဟာမေးလို့မရတာကြောင့်ဒေါ်သာဖြစ်လာပုံရနေရဲ့။ဟဲ့ပြောစမ်းမအောင်မရွှင်နေရဲ့။ညို့ဘယ်လိုထားလို့လဲ။ကျမကို ကောင်းကောင်းတော့ထားပါတယ်။ဒါဖြင့်နီးရပါဖြစ်လို့ထွက်လာရလေ။သူသူမရငယ်။ဟာမရငယ်อยู่တယ်။ဟုတ်လား။တင်းရမရငယ်နဲ့ပါနေလူပါဝါလို့။ထင်းတို့ယောက်ျားတွေကဒါပဲဆွဲဆောင်ခြင်းကြကောင်းတာ။ဒီအရေးကြတော့မိန်းမတွေသီးမခံနိုင်တာအပြည့်စုံစရာမရှိ။ယောက်ျားကမရငယ်อยู่တိုင်းမိန်းမတွေသာလင်ငယ်နေကြရင်ကမ္ဘာလောကကြီးဟာကမ္ဘာစစ်ကြီးဖြစ်တယ်လို့သွေးချင်းချင်းနေသွားစရာသာရှိတယ်။ မိမရရဲ့တဘာဝမယင်ငယ်ဆိုတဲ့စကားသုံးလုံးကိုယွန်ကြောက်ကြီးယွန်ကြောက်ခဲ့ကြအေးမိမိကိုယ်ရံမယင်ငယ်ဘဝကိုမလိုလားယုံမကမိမိရဲ့လင်ယောက်ျားမယင်ငယ်ထားရှိရဲ့ဆိုပြရင်လေမိတကမိမအပူအကြီးဆုံးဖြစ်ကြရရှာေးဒါဖြစ်ရင်ညီးလင်ဟာတော်တော်ဆိုးတဲ့လင်ပေါ့မမနဲ့ကသူ့လင်ပေါ်ထင်မြင်ချက်ပြီးတာကိုဝန်ခံကောင်းမငြိမ်ပြီမဲ့ကောင်းခါလို့လဲမငြိမ်အတင်းသာရှိုက်နေပြန်လေနေပါ ี่ยบลูติดาเลยตุ๊ญะอเปียวลาမဟုတ်ဘူးจม้าโกไรเมียนยาอืมဒီလိုဆိုရင်ညီးလင်တော်ဆိုးရဲလင်မဲဒေါ်လေးတင်ဟာလေးလေးပင်ပင်တမ္မာကြီးတလုံးပြစ်ချလိုက်ပြီးအန်သွားရင်ကျိတ်လိုက်မိသေးတယ်ဘယ်နေရာမှာဘလို့သွားမြင်တာလဲဒီတော့ညီးရသူ့မရင်ငယ်ကိုပါဟိုးဝဲကွင်းအောင်ဆွဲမချလိုက်ပဲကိုဒီနေရာမျိုးမှာငါနဲ့လဲလိုက်ချင်စမ်းအေးကျမလည်းရိုက်မလို့ပဲဒါပေမဲ့မရိုက်လိုက်ရခင် ပြောစမ်းမအောင်ညရမရိုက်လိုက်ရခင်ညလျာညကိုမရငယ်မှန်ထပြီးရိုက်လိုက်သလားမဟုတ်ဘူးအမေရဲ့ကျမသူ့မရငယ်ကိုမရိုက်လိုက်ရခင်အိမ်မက်မက်ရာကနေလှန့်နှိုးတာပဲပြိသက်များရှင်အခုတင်ဆက်ပေးခဲ့တယ်တတော်ဆိုးတဲ့လင်းဆိုတဲ့ဇလန်းလေးကတော့ဒီမှလည်းပြီးပါပြီဇလန်းကောင်းများစွာကိုနားဆင်ကြနေဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်